ကာလုံကတချင်းစုအလွန်ကောင်းတဲ့ဒေါ်တန်စင်ဆိုတဲ့မျိုးသမီးတူရှိပါတယ်။ဒေါ်တန်စင်ကတချင်းစုကောင်းတဲ့နေမှာကပဲသူတချင်းစုလိုက်တာနဲ့ကောင်းကင်ကနေမိုးရီရွာရွာချလိရှိတယ်။တနေ့မှာမိုးကောင်းရေရှားတဲ့ရွာတရားကိုသွားပြီးသူ့ရဲ့တချင်းဆောင်နဲ့အတူမိုးရီရွာချပေးလိုက်တော့တယ်။တချင်းစုတို့အပင်အသစ်တွေရောတည်နေတဲ့အပင်တွေပါပန်းရှင်လာလို့ရွာသားတွေလည်းအလွန်ပျော်ရွှင်ကြရပါတယ်။ဒေါ်တန်စင်ကိုလည်းကျေးဇူးတင်လို့ရွာမှာပေးနေလိုက်ချပြီးနှွေထွေးစာကြိုဆိုလိုက်ကြတယ်။ဒေါ်တန်စင်နဲ့ရွာသားတွေရဲ့နှွေထွေးမှုကြောင့်အလွန်ပျော်ရွှင်မိပါတယ်။နောက်နေ့ကျတော့ဒေါ်တန်စင်လည်းပျော်လို့ဆွေပြီးတချင်းစုလိုက်တာမိုးတဲထန်စာစတင်ရွာသွန်းတော့တယ်။ရွာသားမအကြီးကျယ်ကိုရွာလို့ရွာပါရေကြီးသွားပြီးရွာသားတွေရဲ့စိုက်ခင်းတွေပါပျက်စီးသွားပါ ပြီဒါဟုရွာသားတွေကလည်းဒီဘွားကြီးကြောင့်ရည်ကြီးကုန်တာဆက်ပြီးတော့ပြောင်းမှုဇာပိုင်းကျွေးလိုက်ကြတယ်ဂျေဇူးမတင်ဖင်္ကန်ပြားတဲ့ရွာသားတွေကြောင့်ဒေါသန်ဆင်လဲစိတ်မကောင်းဖြစ်သွားပြီးရွာအနေပါထွက်သွားတော့တယ်လန်ရန်တို့ဒေါသန်ဆင်လဲအရာအလုံးမမေ့ပြီးတချင်းလေးညီင်းနဲ့လမ်းလျှောက်လာခဲ့ပါတယ်သူတကျဆူသွားတဲ့လမ်းလျှောက်မှလည်းတသက်လုံးကမပွင့်ခဲ့တဲ့ခြေပန်းတွေပါထပွင့်ကုန်တယ်ဒါဟုမြင်သွားတဲ့ဇူးညီနောင်ကလည်းပဆန်ရှာလို့ရပြီဆိုပြီးတော့အဖာကြီးကိုဝင်ရောကြတယ်ဒေါသန်ဆင်ရောတချင်းဆူဖို့စင်မောတင်ပေးလိုက်ပြီးစင်နောက်ကနေရည်တွေခုတ်ထုတ်ကြတယ်အဒီနောက်ရွာသားတွေရေရှားသွားအောင်လို့ဆိုပြီးမြေထဲကရည်တွေပါအကုန်လုံးဆုတ်ထုတ်ပြလိုက်ကြတယ်အစာကလေးကမူကောင်းရေရှားတဲ့ရွာလေးကအခုတော့ရည်ပါငတ်ကုန်ပြီးရည်ကိုမြို့မှာတက်ဝဲရ တယ်။ဘုန်းကြီးနာတို့ကလည်းသူတို့စီမှာပဲရှိရတော့ရှိကိုစောင့်မတန်သွေးတင်ရောင်းတယ်။တပမန်တော်တန်ဖင်ကလည်းတချင်းလေးဆူရတယ်လို့ပဇက်ကအမြုတောင်ထွက်နေပါပြီ။ဒါပေမဲ့ဇုန်ကြီးနာတို့ကပေးမနာလို့တော်တန်ဖင်နဲ့မဆူရင်ဆူချင်နဲ့ပဲတက်ဆူရတယ်။ ဒေါက်တာနေစိမပါရရှင်ကကရထန်နုံကိုတိတိတလာကိုယူနေလာခဲ့ပါတယ်။အကြောင်းဇုံကြီးနောင်နေလဲထုတ်ကုန်နဲ့ဝင်ငွေမြောင်းရေတံမှုထုတ်ပြီးတော့စတင်ရောင်းချတယ်။ရေတံမှုတွေကအရင်ထက်လဲဈေးပိုများသားသလိုအရင်ထက်လဲပူနေပါတယ်။ရသားတွေကလည်းဘလူးမောင်းတက်နိုင်တော့ဒီဈေးကြီးတဲ့ရေတံမှုတွေကိုပဲအောက်ငါနိုင်ရတယ်။တပတ်မှဒေါက်တာစင်ကလည်းမယမနာတရှင်းစုံနေရလို့ခဏတော့နားဖို့ခွင့်တောင်းကြည့်တယ်။ဒါပေမဲ့ဘော်ဖီခရိုနီကြီးကပြေးမနာလို့ဒေါက်တာစင်နဲ့တိမခန့်နဲ့တော့ပဲပြသက်ချားလဲဆင်ပြေးသွားတော့တယ်။ဒီနေရာရမှာဒေါက်တာစင်နဲ့ချော်လဲသားပြီးသူ့ကိုပြောင်းမှုစာကြွေးခဲ့တဲ့ရသားတွေနဲ့သွားတွေ့တယ်။ဒေါက်တာစင်နဲ့ဒီရသားရဲ့ဆိုရင်စိတ်နာလန်လို့အကူကြီးတော်မတောင်းမဲကွာကိုပဲကိုလိုယုံပြေးတော့တယ်။ဒါပေမဲ့ကမကောင်းစားနဲ့ပဲဇုံကြီး ောင်းနဲ့သွားတိုးပြီးဖမ်းခံလိုက်ရပြီ။ကံကောင်းကျန်တော့အခုနောက်ရွာသားတွေကလည်းထော်တန်ဖင်ဖမ်းခံလိုက်ရတာကိုသွားတွေ့တယ်။တပတ်မှာဗော်စီကလည်းထော်တန်ဖင်ကိုထပ်ပြေးလို့မရအောင်အခန်းနဲ့ခန်းထဲမှာချုပ်ထားလိုက်ပြီ။ထော်တန်ဖင်ကတချင်မဆွေဦးဆိုလို့ဆိုအောင်ပါးလေးနားလေးရိုက်ပြီးတော့ဆူခိုင်းတယ်။ဗော်စိုးကျန်တာကိုအတင်းဆူခိုင်းလို့ရေထွက်နှုန်းကလည်းတိပေါက်တလောက်ပဲရှိပါတော့တယ်။ဒါဟုဗော်စီကလည်းသူစီပွားရေးမထီးခံရလို့ရေကိုဆယ်စားလောက်ဈေးတင်ပြီးတော့ရောင်းချပစ်လိုက်တယ်။အခုဆိုဗော်စီကထော်တန်ဖင်ရဲ့ညီကိုတော့မချမ်းမဲရသည်များအကုန်လုံးညှထုတ်နေပြီဖြစ်ပါတယ်။ရေကြီးကလည်းတစ်ဖက်ပြင်းနေကြသွားတယ်မရှိပဲပို့ပြီးတော့ပဲတက်လာတယ်။ ဘသာဒီကလည်းအဖြစ်မှန်နေအားလုံးသိသွားတော့ဒေါသန်စင်ယုံကေဖို့ဆိုပြီးတော့ဆိုင်မုတ်ကန်ပြီးတော့လမ်းမောက်ထွက်လာကြတယ်။ဒါဟုတ်ဒီဘက်ကခရိုနီကြီးကလည်းရဲတပ်ဖွဲ့ခေါ်ပြီးဆန္ဒပြနေတဲ့လူကြီးကိုနေနေခိုင်းတယ်။ဒေါသန်စင်လည်းဒေါသရန်ထွက်သွားပြီးဖန်ထားတဲ့နေရာကနေအတန်ချိန်နဲ့စကားတခွန်းလမ်းအုပ်ပြလိုက်တယ်။တချင်းဆိုသလိုမူသားရဲ့အလေးလိုက်တက်လာပြီးမြို့တွေကိုမူသားထန်းစာချတော်တော့တယ်။အပြစ်စပူးမျိုးကျိုးတွေလည်းပြစ်ကုန်ပြီးတမျိုးလုံးရှိနေပါကြီးသွားပါတယ်။နောက်ဆုံးမှာတော့ရသားတွေပဲအနှံ့အားရှိသွားပြီးဒေါသန်စင်လည်းခရိုနီဇိုးညီနောင်ကြီးလက်ကနေလျှောက်လာတယ်။ ဒီလိုနဲ့သူမအရှင်လို့ပြောချင်တဲ့တချိန်ပြန်ဆိုတော့ရာသီဥတုကလည်းပြန်လဲစိတ်နှံ့လာခဲ့ပါတယ်။ရသားလေးကလည်းဒုတန်ခင်သွားရဲ့လမ်းရှာမှာမွေးရီလေးတွေခံပြီးတော့လိုက်ပါလာကြတယ်။ဒီမွေးရီဇတိဟာတစ်သက်လုံးကြာခဲ့တဲ့မွေးရီတွေထဲမှာတော့အချုံမင်းဆုံးပဲဖြစ်ပါတယ်။ရပိုင်းတင်းမှာပဲမိုးကောင်းရေရှားတဲ့ရွာလေးဟာစိတ်နှံ့ဆွပြလာပြီးတီးပြန်စားပြီးနေနေတာယာဝါပြောလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒုတန်စင်နဲ့ဒီရွာလေးမှာပဲတစ်သက်လုံးသချင်းဆိုပြီးနေထိုင်သွားရင်စနန်းလေးလေးပြီးဆုံးသွားပါတယ်။ဒီစကားလေးကိုကြည့်ပြီးလူကြီးမင်းတို့သချင်းဆွလာရင်တော့ရက်ကွက်ကခင်းနေထူကြမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။